ဒီနေ့ကတော့အင်စီကားလည်းပြန်ပြဖြစ်ပြီးစီစာအုပ်လည်းစစ်တယ်သူတို့ကတ်ထုတ်ပေးတဲ့အင်စာတုံးကားတွေကတော့ပေးဝင်တယ်အဲ့ဒါကိုကညာနာပို့ဆက်နေစီပီယံအလဲရောင်းလာကုံကအစီး20ဝင်ရရင်ဆယ်စီစာကသူတို့တုတ်ကျင်ကြိုရောင်းပြီးသားစီပီယံကိုရွာနေရပို့ဆက်ကိုရွာနေရနဲ့အဲ့လိုပေးဝယ်ရတာ အခုမေလာတရနေ့ကနေ9ရက်နေ့အထိမြန်မာတရုတ်နယ်စပ်မူဆယ်မြို့ကစင်ဖြူကိတ်ကိုအခွင့်ကောက်ဝင်ထမ်းတွေအပြောင်းလဲကြောင်းအိမ်စည်းကားတွေကိုနယ်စပ်ဝင်ထွက်ပေါ်အတွက်ရည်ရည်ပိတ်ထားလိုက်ပါတယ်။ ဒါပေမဲ့မေလ6ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ဆိုပေမဲ့လည်းကုန်တင်ကားတွေဖြစ်တဲ့အန်စာတုံးကားတွေကတော့စီပင်နဲ့ကုန်လန်ပို့ဆောင်ရေးညွန်ကြားရေးကာညာနာထံကနေတိုကင်ဝယ်ယူနေရတယ်လို့ကုန်တယ်တူကတော့ပြောပါဗျာ။ရခင်ကအမှုဆက်စင်ပြူကိတ်မှာစားတောက်ကုန်တည်ယူခွင့်အတွက်ကအစည်းရေ90ပေးထားပေမဲ့လက်ရှိမှာတော့တရုတ်ဘက်ကနေအစည်း20ကိုကန့်တက်လိုက်တာကြောင့်မြန်မာဘက်ကလည်းအစည်း20စုစုပေါင်း40စည်းကိုပဲတည်ယူပို့ဆောင်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါမဲ့မြန်မာဘက်ကတင်ခွင့်ပေးထားတဲ့အစည်း20မှာစီပင်နဲ့ကညာနာတို့ကခွဲတန်းတွေကိုတိုကင်အနေနဲ့ပြန်လည်ရောင်းချနေတာပဲဖြစ်ပါတယ်။တဖက်မှာလည်းအခွင့်ကဝန်ထမ်းတွေကလတိုင်းချင်းနေတာကြောင့်အဝန်ထက်ခက်ခဲရှိနေတယ်လို့ကုန်တယ်တွေကပြောပါတယ်။တအပြင်အခုလိုတိုကင်ဝယ်ယူနေရတာကြောင့်စားဝတ်နေရတဲ့အတွက်ကလည်းထိခိုက်မှုရှိတယ်လို့ပြောပါတယ်။ ပုံမှန်အဖြစ်စားတောက်ကုန်တည်ဆောင်လာတဲ့အန်စာတုံးကားတွေဟာတစည်းကိုတရုတ်ယွမ်ငွေ1200ကနေ1600ထိရရှိတယ်ဆိုပေမဲ့နေဆက်ကိတ်ဝင်ထွက်ဖို့အတွက်နဲ့စစ်ကောင်စီဝန်ထမ်းတွေကိုတရုတ်ငွေယွမ်400မြန်မာကျပ်ငွေ2သိန်းခွဲအထိပေးဆောင်ရပါတယ်။ကုန်တယ်တူကတော့ အဲ့ရာဆောင်ရနာပုံဆက်တန်းဒီလိုခိုင်ချင်းခိုင်ချင်းအလဲရအကောက်ကွနဲ့တလားပြီးတလားကျူတီရှိန်းတော့ခဏအုံအထွက်ခတ်သွားတာဒီလားထက်ရောက်တဲ့ဖောက်တဲကနင်းနေကျန်းနေပြီးခဲ့တဲ့လင်းကားရက်ကအင်စီကားတွေပေးမှုမှုဖြတ်ဖို့ကဆိုင်ငယ်ကောကားကောတုတ်ကင်ယူရတာဆိုင်ငယ်စွန်တရက်ကိုအစည်းရည်နေရဂုံကားကြတော့တရက်ကိုအစည်းရည်40ဒါကတရက်ဘက်ကရောမြန်မာဘက်ကရောပေါင်းပြီးခွင့်ပြုထားတာ လက်ရှိမှာမြန်မာတရုတ်နယ်ဆက်မူဆယ်မှာရှိတဲ့ဆင်ဖြူကိတ်နဲ့နန်းတော်ကိတ်တွေမှာဆက်ပစ္စည်းနဲ့လက်စစ်ပစ္စည်းတွေကလွဲပြီးတော့စားတောက်ကုန်ပစ္စည်းများကိုတပိုင်တနိုင်တိုင်ဆောင်ခွင့်ကိုပေးထားတယ်လို့ဒေတာခန်တွေကနေသိရှိရပါတယ်ပိခရဲမလနတ်ဆုံဘက်ကဆက်ပြီးတော့မူဆယ်မြို့နယ်မန်ဟီရိုမြို့မှာရှိတဲ့မြန်မာတရုတ်နှစ်ပြည်တရွာနယ်ဆက်ကိတ်ကိုတရုတ်ဘက်ကနေစမ်းသပ်ပြီးတော့ဖွင့်လှစ်ပေးခဲ့ပါဗျာ အဆိုပါကိမ်းမှာတော့ရှေလီမြစ်တစ်ဖက်ကန်ကမဟီရိုမျိုးနဲ့အနီးတစ်ဝက်က19ရွာကဒေသခံတွေကိုယာယီနဲ့ဆက်ဖြတ်တန်းခွင့်စားအစင်းတွေကိုပြုလုပ်ပြီးပြီးတော့ဖြတ်တန်းသွားလာခွင့်ပေးနေပါတယ်ကျွန်တော်ကတော့စိတ်ဆင်လင်ပါ